ရွေးထည့်ချစ်သူတွေအားလုံးမင်္ဂလာပါအခုဆိုရင်ဒါမေလာရဲ့ညွေဦးထေကန်ထူသွားတဲ့ကန်ထူးရှင်တွေရဲ့ရင်ခုန်တန်းတွေကိုနားထောင်ပါပြီဖြစ်ပါတယ်ကန်ထူးရှင်ကတော့ဘလို့နေလဲဘလို့ခံစားနေရလဲတော့မသိဘူးအင်တာဗျူးမိမဲ့ညီမကိုရင်ကတော့ရင်းနေအရန်ခုန်နေတယ်အဲ့ဒီချိန်မှာကန်ထူးရှင်ဘလို့ဒီခံစားရတယ်နောက်ပြီးတော့ဒီအေဂျင့်ကဟောဘလို့ရင်ခုန်ရလဲဆိုတာအတမကြားခင် တွေးထဲမှာလည်းအရန်ကိုပျော်ပြီးတော့အခုအင်တာဗျူးမေးရင်းနဲ့ကိုလူကပြုံးပြင်းနေတဲ့ feeling ပေါ့နော်ဆိုတော့ဒါကတူးသားတဲ့ condition တွေကိုဆက်ပြီးတော့မိကုန်းလေးကိုမေးလိုက်ပါမယ်ဒီခံစားချက်လေးကိုဒီနားလေးမှာပဲခဏလေးထားထားပြီးတော့တို့ရဲ့ရင်ခုန်ခဲ့တဲ့အခိုက်အတန့်လေးတွေကိုပြန်ပြီးတော့သွားပါမယ်ဟုတ်ကတူးသားတဲ့အကွေမင်္ဂလာပါဟုတ်မင်္ဂလာပါမဟုတ်ကဲ့ပါအဲ့တော့ပြီးတော့ကန်ထူးသွားတဲ့စူဂျီလေးနဲ့ပတ်သက်ပြီးတော့အားလုံးတရားအောင်မိတ်ဆက်ပေးပါအောင်ရှင်။ မီလာမှာဂတိမဲစု၅စုထဲမှာတစုပါတော့ကျွန်တော်လည်းဝမ်းသာတာပေါ့နော်ပေါ့မပေါ့ဘူးပေါ့ quality ကဲ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 နဲ့တီထိုးတာအများကြီးကျွန်တော်ခုမှဒါပထမဆုံးအများဆုံးပေါက်ပြည့်ပြောရမှာပေါ့ဒါပထမဆုံးအများဆုံးပေါက်တဲ့စုစုကြီးလို့ပြောရမှာပေါ့နော်ကိုနော်ဟုတ်ဟုတ်တယ်ဟုတ်ကဲ့ပါအခုဆိုရင်အခုကိုကန်ထူးရှင်တယောက်အနေနဲ့လူတွေကတည်နေပြီဒါပေမဲ့ညီမကြားထားတာကအကူက ranger တယောက်အနေနဲ့ကနေ agent အဖြစ်ကိုရောက်ပြီလို့သိရတယ်။ဆိုတော့ဒါအကိုရဲ့ ranger စပြီးတော့ရှောက်ဖြစ်တဲ့ရည်ရွယ်ချက်လေးကိုလည်းဆက်ဆုံးကြပါရယ်။ကျွန်တော်တငယ်ချင်းတွေလည်းဒီထီထိုးသေးချင်တာပေါ့နော်။သူတို့ကြတော့လေထီထိုးရကောင်းမှလည်းမသိဘူးပြီးလို့ရှိရင်ထီထိုးရတယ်ဆိုတဲ့အမျိုးလည်းမသိကြတော့ခါကျရင်ကျွန်တော်က ranger ဖြစ်တော့ထီရောင်းရတယ်ပေါ့နော်။ထီရောင်းလို့ရတယ်ဆိုတော့ကျွန်တော်အဲကျွန်တော်ကျွန်တော်တငယ်ချင်းတွေလည်းဒါပါဝင်သေးချင်တာရောပါတာပေါ့နော်။အဲကျွန်တော်ကျွန်တော်က ဒီရင်းညာဖြစ်အောင်ကျွန်တော်လုပ်မယ်ဆိုပြီးတော့ကထောင်ရလာတော့ကျွန်တော်လည်း shop ဖြေသွားတာဗျာဟုတ်ကဲ့ပါအခုတခါလေကြာရင်လေတငယ်ချင်းနေဆိုတာကကိုကတိုက်တုံတော့မှသာအတို့တွေကပါလာတာလီနော်ဆိုတော့ဟိုအများဆုံးအဖြစ်လေဝင်းညစ်လို့အကောင်းဆုံးကတော့အာတငယ်ချင်းတွေပဲအဲသူတို့တွေဆိုလို့ရှိရင်ဘလောက်ပဲဒါသူတို့လည်းတော်လည်ရေးစိတ်ဓာတ်အပြည့်အဝရှိလို့ဒါဝင် ပါပေးရပါတော့ဆိုတော့သူတို့လည်းကျေးဇူးအများကြီးတင်ပါတယ်အခုရဲ့ရည်ရွယ်ချက်ကကောင်းပါတယ်တငငချင်းတွေထီထိုးပြအောင်လို့ဒါကိုကိုတိုင်း ranger လျှောက်ပြီးတော့သူတို့ထီမထိုးထိုးအောင်တိုက်တွန်းမယ်ဆိုတဲ့စိတ်နဲ့ဒါ ranger ဖြစ်လာတဲ့အတွက်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်အကိုရဲ့တငယ်ချင်းတွေကိုလည်းဒါထီထိုးဖြစ်သွားလိမ့်မယ်လို့ယုံကြည်ပါတယ်။အကိုရဲ့တငယ်ချင်းတွေကိုလည်းကျေးဇူးတင်ပါတယ်။အကိုဆိုလို့ရှိရင်လည်းဒါ Ranger ကနေပြီးတော့ Agent ဖြစ်မဲ့အချိန်လေးတရက်လေးပဲလူတော့တဲ့အချိန်လေးအတွင်းမှာမေလာရဲ့ ထိဖွင့်ပွဲမှာထိကန်ထူးရတာဆိုတော့အရန်ကိုအတိတ်ပဲရှိတယ်အခုတော့လည်းဒါအမှတ်တရဖြစ်သွားလိမ့်မယ်လို့ထင်နေတော့အခုနော်ဟုတ်တယ်ရအမှတ်တရဖြစ်သွားတယ်ကအရင်တော့ကကြားတော့ကြားဘူးတော့ဗောနော်အဆောင်သုံးဟာပြီးလို့ရှိရင် AJ ဖြစ်တယ်ဗောနော်အဲ့တော့ခါကျကျွန်တော်လည်းကြောင်းနေရောင်းကူတဲ့လူတွေရောရှိတယ်ဒီမိန်ကလေးတွေဗောနော်ကျွန်တော်ကောင်မလေးလည်းပါမှာဗောအဲ့တော့မလေးပြီးဝင်းကလေးတငယ်ချင်းတွေ၃ယောက်အယောင်းကူကြကျွန်တော်ကျွန်တော်ကတယောက်တည်းရောက်မှဆိုတော့မရဘူး အပေါင်းတင်ဟာအများကြီးမရှိဘူးဆိုတော့လေနောက်ပြီးတော့ပါကိုယ့်အကူလည်းထိုးဖြစ်တယ်လေကိုယ့်အကူဘယ်လိုထိုးလဲဆိုတော့ဒီတလတလမှာအထီမပေါက်တဲ့ခါမရှိအောင်ဆိုပြီးတော့ကျွန်တော်ကနောက်ဆုံးကနန်းကို3ည3ညနေစပြီးတော့မှ69အထီအဲ့လိုအကွက်တရားထိုးတယ်လာတယ်ပေါ့နော်အာနှလုံးတူလို့ရှိရင်တပေါင်းစုပေါက်တာရောအဲ့တော့နဆုကပေါက်တာတေချာတော့အဲ့ပေါက်အဲ့လိုပေါက်အောင်ဆိုကျွန်တော်ထိုးတယ်ထိုးဖြစ်တယ်ပေါ့နော်ကူရောက်တာကိုယ့်အကူထိုးတာရောဆိုတော့အတောင်300တော့ကြော်ရတာပေါ့လား ကြည့်ကြည့်လဲဖြစ်ချင်တာပေါ့နော်ဘလိုဘလိုမျိုးဘလိုမျိုးမလဲအတိတ်အချမ်းဆိုရင်ဖြစ်ချင်တာဖြစ်ချင်တဲ့ခံစားချက်ရှိတာပေါ့အဲ့လိုမျိုးအဲ့လိုမျိုးပေါ့ဟုတ်ကဲ့ပါအခုအခုဆိုလို့ရှိရင်ဒါအခုရဲ့ကြိုးပမ်းမှုလေးတွေကိုမြင်ရတဲ့အတွက်ကိုလည်းဒါကျေးဇူးလေးတင်နေဝမ်းလဲဝမ်းသာပါတယ်ဒါ new team ရဲ့ agent တယောက်ဖြစ်ဖို့ဆိုရင်ဒါသတ်မှတ်ထားတဲ့ criteria တွေပြည့်စုံလို့မှပဲ agent တယောက်ဖြစ်ခွင့်ရတာလीနော်အခုဆိုရင်ဒါကိုက ranger အနေနဲ့လာစင်သတ်မှတ်ထားတဲ့ target တွေကိုပြည့်ပြီးတော့ အခုဆိုရင်ဒီမေလာမာတော့ကတော့ Ranger အဖြစ်နဲ့လူတီရဲ့ဂတိစုသိန်း30စုကိုကန်ထူသွားတယ်ဒါပေမဲ့ဒီဂျွန်လာကနေစပြီးတော့အကူက Ranger မဟုတ်တော့ဘဲနဲ့ Agent တယောက်အဖြစ်နဲ့ဒါဖြစ်သွားပြီဆိုတော့အများကြီးဂုဏ်ပြုရပါတယ်ပြီးတော့အခုအနေနဲ့ကလည်းလူတီကိုအဆောင်နေအများကြီးထိုးထားပြီးတော့ကန်ထူသွားတဲ့အတွက်ကိုလည်းအရန်ဝမ်းသာမိပါတယ်အခုချိန်မှာဆိုရင်အကူက အနွေဦးတီကန်ထူးရှင်တယောက်အနေနဲ့အဲဒါညီမတို့ဘက်ကနေအင်တာဗျူးမယ်ဆိုပြီးတော့ဖိလိုက်တဲ့အချိန်မှာအင်တာဗျူးလာဖြေရတဲ့အခုချိန်မှာဖြစ်နေတဲ့အခုရဲ့အင်တာဗျူးဖြေနေတဲ့အချိန်မှာဖြစ်နေတဲ့ရင်ခုန်တန်တွေကဘယ်လိုလေးရှိမလဲဆိုတာသိချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ညီမတို့ဆိုရင်ဒါအင်တာဗျူးပဲသူများအောင်မင်းတွေကကိုကိုရိုင်းကန်ထူးရှင်မဖြစ်သေးဘူးဆိုတော့ကန်ထူးရှင်တယောက်ရဲ့ရင်ခုန်တန်တွေကဘလို့လဲဆိုတာအရင်ပဲသိချင်ပါတယ်။ဒါအကိုအခုအင်တာဗျူးဖြေနေတဲ့အချိန်မှာအကိုရဲ့စိတ်ထဲမှာဘလို့ဒီခံစားနေရလဲဆိုတာပုတ်ပုတ်လင်းလင်းပြောလို့ရပါတယ်။ အင်တာဗျူးဖြေရတာခံစားချက်ကတော့တခါမှမဖြေဘူးပေါ့နော်အင်တာဗျူးတခါမှမဖြေဘူးတော့တမျိုးနေတာပေါ့နော်မဖြေဘူးတော့ကလည်းအစအစကုန်းကအစဖြေဘူးတော့ပေါ့နော်ငငယ်တုန်းကတော့တခါဖြေဘူးတော့တခါဒီကိုရီးယားလာဖို့တွေ့အင်တာဗျူးတွေပါလေအဲ့ဒါဖြေရကြောက်လေကြောက်ကြောက်ကြောက်ကြီးအခုတခါကျတော့ဘယ်လိုပြောလဲဖြေရတဲ့စိတ်ထဲကတမျိုးဖြေနေတယ်ပျော်တော်လောကြောက်တော်လောနေအဲ့ဒီခံစားချက်ကမပြောက်လို့ဖြေနေရှင်နေခုန်နေရောလက်တရောအေးနေပြီလားမသိဘူးဟုတ်တယ်ရ အော်ဟုတ်ကဲ့ပါဟုတ်ဒါဆိုရင်တော့ဒါအကိုတကယ်ရင်နေခုံလေးပါပြီအဲရင်ခုံလက်ဆန်းနဲ့ဆက်ပြီးတော့ဒါအခုဆိုရင်အကိုအင်တာဗျူးဖြေနေတဲ့အချိန်ရဲ့ခန်းစားချက်တွေကိုဆက်စုပြီးပြီးဆိုတော့ကຫນွေဥတီပောက်တယ်ဆိုပြီးတီးလိုက်ရတဲ့အချိန်မှာဆိုရင်အရင်ခုံတန်ကပိုပြီးမြန်နေမှာပေါ့နော်အဲ့ဒီခန်းစားချက်လေးတွေကိုလည်းမျှဝေပေးပါအောင်ရှင်ဒီပောက်တယ်ဆိုတော့ဆက်စားချင်းအဲဒီအကိုပေါ့နော်ကျွန်တော်ဝယ်လိုက်တဲ့အကိုတယောက်ကလာပြီးတော့ကျွန်တော်နောက်တယ်ထင်နေတယ်ကျွန်တော် ကျွန်တော်မယုံကိုယ့်အကောင်မယုံဒီပေါက်တယ်လားပြောတာသိန်း30ဆိုသိန်း30စုကမပါပါဘူးလို့တဲ့လိုမျိုးကိုယ့်အကောင်တွေးနေတာစာစရတင်းနေတာဒီကတိစုဆိုတာမျိုးမပေါ်ဘူးယာကျွန်တော်ဒီကိုယ့်အကောင်တိုက်ကိုကိုရှင်မကိုပေါက်တဲ့ဟာတွေကြည့်တော့ကကြမ်းလဲသူပို့တဲ့ဟာကြတော့ယာဒီပေါက်ဒီလိုမျိုးလဲမပါတော့ခကြမ်းရင်ဒီတဲ့တိုင်းတိုင်းပို့လိုက်တော့ခကြမ်းရင်ပေါက်တယ်ဆိုတာသူပို့တဲ့ဟာကြည့်ပြီးမှကိုယ့်အကောင်မယုံဘူးကောနော်ပြည့်ပြည့်နောက်ပိုင်းတော့တကယ်ဟုတ်တယ်ဆိုကလူထက်မှလည်းပို့ကြတော့ကကြမ်း တကယ်ပေါ့တယ်လို့ထင်တော့ဝမ်းတာရတာပေါ့ဟုတ်ကဲ့ပါအခုဟုတ်တယ်ဂတိစုကကြတော့အရင်စုတွေလိုမျိုးပေါ့သူကအာနယူတီရဲ့ဒီရလက်တွေမှာဆိုလို့ရှင်သူကမပေါ်နေဘူးလေဂတိစုကကြတော့နောက်ပြီးတော့မှပဲဒါနယူတီရဲ့ Facebook page ကနေပြီးတော့ကတ်ထူးသွားတဲ့နံပါတ်တွေကိုပြန်ပြီးတော့တင်ပေးတာဆိုတော့ဒါအခုတည်းမှဆိုရင်တော့တိနေပြီပေါ့နော်ဒီအခုကိုဆိုလို့ရှင်နယူတီ agent Chris က မဟုတ်ဘူးရောအနီမျိုးစုံနဲ့ထီလာရောက်နေလို့ကြားရတယ်ကိုရိုင်းကလည်း ranger ဖြစ်နေရဲ့ဒါနဲ့ဟိုလာချောင်းပေးတဲ့ဒီ chris စီကနေပြီးတော့ ठी ကိုလည်းပြန်ပြီးတော့အပီးသေးတယ်ဆိုတော့ဟာနှွေဦးတီအေဂျင့်တွေကအတင်းတွေကိုလိုက်ပြီးတော့ရောင်းနေရတာမသိဘူးနော်အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့အကိုမျှဝေပေးချင်တာမျိုးရှိလားရှင့်ကျွန်တော်ကဘယ်လိုပြောမလဲရောင်းရောင်းရောင်းတဲ့သူဆိုရင်တော့ဝယ်ရရအတင်း9000ဆို၎င်း10000ဆို၎င်းအဲ့လိုဝယ်ဖြစ်ပါတယ် ဒီကလူထဲမှာပေါ့နော်ကလူထဲမှာထီဝဲကြပါအောင်လို့ပြေးလို့ရှိနော်လာရောက်มาတော်ပြီးတော့มาကျွန်တော်ဝယ်ဖြစ်တယ်ရဒီ5ရောက်တော့ပဲအဲ့လောက်အဲ့လောက်တော့ဝယ်ဖြစ်တယ်ဒလာဒလာဒလာပေါ့နော်ဟုတ်ကဲ့ပါအာကိုစီကိုလာပြီးတော့ထီလာရောက်နေသူတွေကိုလည်းအာအားမလျော့တော့အောင်အတက်အောင်ဆိုပြီးတော့ဝယ်ပေးရတင်တယ်နော်အဲ့ရနေမှာတစ်ဆင့်ဒါကန်ထူးသွားတယ်ဆိုတော့ဒါခရစ်ကကန်ထူးဖို့အတွက်ကိုတော့ ဆိုင်ဆိုင်မြဲမြဲအကိုစီကိုရောက်လာတယ်လို့ပဲပြောအောင်ပါဘောနော်ဟုတ်တယ်ရသူเนี่ยစနေချင်းနေသူလည်းစနေသားလို့ပြောတယ်ဗျသူเนี่ยကျွန်တော်เนี่ยလည်းအသက်ကမကွာဘူးလေအတူတူပဲဆိုတော့သူလည်းစနေသားမွေးတယ်လို့ပြောတယ်အဲ့တော့ကန်ဆက်တာနေမှာပေါ့မင်းကလေးလားတော့မသိဘူးအတန်းမင်းကလေးတန်းလို့လို့ဘယ်လိုလဲမသိမမြင်ဘူးတော့မသိဘူးတခါတည်းရောက်ကြလို့ပုံစံလားမင်းနှမျိုးလုံးရတယ်โอเคပါအဲ့ဒါကတော့ Chris အလဲရောက်တော့မှာပဲ Chris ကိုဆက်ပြီးတော့မေးပါမယ် โอเคပါဒါဆိုလို့ရှင် Chris ကဆက်ဆိုင်မြဲမြဲရောက်လာပြီးတော့ဒါကန်ဒူးရှင်ဖြစ်သွားအောင်ဝေထုတ်ပြီးလိုက်တယ်လို့ပဲပြောအောင်ပါဘောနော်အဲဆက်ပြီးတော့ဒီလူဦးတီကန်ဒူးသွားတဲ့ဒီစူဂျီအပေါ်မှာရောအခုအနေနဲ့ဘယ်လိုတွေသုံးဆွဲသွားမလဲဆိုတာလေးလည်းဒါတည်ခြင်းမိပါတယ်ကျွန်တော်ဒီသိန်း30ပေါက်တော့ကြာကြာဘောနော်ဆိုတာချင်းကိုကကိုကန်ကောင်းပြီကန်ကောင်းနေဆိုပြီးတော့မှဝန်တာသွားတာပေါ့ နောက်ပြီးတော့ဒီပေါက်တဲ့ဟာကိုဘယ်လိုမျိုးသုံးချမလဲလို့ကိုယ့်အကူပြန်ပြီးတော့စဉ်းစားတာပေါ့စဉ်းစားပြီးတော့ဒီအသုံးချမယ့်နေရာတွေပေါ့နော်ဒီဆက်သချင်းပထမတစ်ခုကတော့ဟာမကွေးကမ်ပိန်းလုပ်နေတာလေဒီချက်ဝက်ဒန်ဆာတွေစင်ဖို့တွေကမ်ပိန်းထဲမှာကျွန်တော်ကဒီ၅သိန်းအဖြစ်ပါဝင်မယ်ပေါ့နော်အာနောက်တစ်ခုကျတော့ကျွန်တော်တို့ရွာတဲရင်ပေါ့နော်ကျွန်တော်တို့ရွာတဲရင်မှာကျွန်တော်ကဒီလာတိုင်းတော့လူဖြစ်တာပေါ့နော်ဒီလာမှာတော့ကျွန်တော်က၅သိန်းထည့်မယ်ဆိုပြီးတော့ငါစိတ်ကူးတယ်ပေါ့နော် အဲဒါနောက်တစ်ခုကကြတော့ PRF ဘယ်နော် PR လာတိုင်းထည့်ဖြစ်တယ် PRF ကလည်းဒီထက်ကလည်းကျွန်တော်ငါးသိန်းဒီပေါက်တဲ့ထည့်ရနေကျွန်တော်ထည့်မယ်လို့စိတ်ကူးလိုက်တာပေါ့နော်အဲနောက်တစ်ခုကကြတော့နောက်တစ်ခုကထီပြန်ထိုးမယ်ပေါ့နော်ဒီလာရောက်တဲ့သူတွေရောရောကိုယ့်ဘာကိုထိုးတဲ့ဟာရောဒီငါးသိန်းခိုးဒီလာမှာထီပြန်ကန်ဆယ်မယ်ပေါ့ အာနောက်တစ်ခုကကြတော့ဟိုဟာ SCF ပေါ့နော် SCF မှာကျွန်တော်လာတိုင်းလူဖြစ်ပါတယ် campaign တွေအားလုံးကိုကျွန်တော်နိုင်တလောက်ပေါ့နော်အဲ့ထဲမှာလည်းကျွန်တော် campaign တွေကိုကျွန်တော်ငါးသိန်းကိုခွဲပြီးတော့မှလှူမယ်ဆိုပြီးတော့မှကျွန်တော်စစ်ကူရတယ်ဗျာနောက်ထပ်ကျန်တဲ့ငါးသိန်းကတော့ဒီတငယ်ချင်းတွေမှုန့်ပါတယ်ကျွေးနေကျွေးဖို့တွေဆိုပြီးစစ်ကူရတယ်အဲ့လိုစီမံထားတာပေါ့နော်ဟုတ်ကဲ့ပါဒါအကိုရဲ့ဒီ လူဦးထေကန်ထူသွားတဲ့စူးကျင်းငွေတွေအပေါ်မှာအကိုရဲ့စိတ်သဘောထားလေးနဲ့အကိုရဲ့ဖြစ်ချင်တဲ့ဆန္ဒလေးတွေကိုကြားလိုက်ရတဲ့အချိန်မှာအရန်ဟိုဘီတီဖြစ်ရတယ်။အရင်ဟိုအရင်တော့ဆိုရင်ကိုအနေနဲ့တော်လည်ရတဲ့ပါပါပဲ မြေပြင်အဖွဲ့စည်းကိုပဲလှူလှူဒါကိုရဲ့ဝင်ငွေတွေကနေမဖြစ်ဖြစ်အောင်လုပ်ရမယ်ဆိုတဲ့စိတ်တက်လေးတစ်ခုနဲ့ဒါပတ်ဝန်းခဲ့တယ်အခုဆိုရင်ဒါຫນွေဦးထီကန်ထူးသွားတဲ့ခါမှာဆိုရင်ကိုလှုပ်ချင်တဲ့အရာတွေကိုပို့ပြီးတော့လှုပ်ခွင့်ရတယ်ပြီးတော့ကိုထောက်ပို့ချင်တဲ့အဖွဲ့စည်းတွေအကုန်လုံးကိုလည်းထောက်ပို့လို့ရတယ်ဆိုတော့ feeling လေးကအယမ်းကိုကောင်းပါတယ်အကိုဆက်ပြီးတော့ဒါနောက်ဆုံးအနေနဲ့မိကုန်းလေးတစ်ခုဖြစ်မဲ့တင်တယ်အခုဒီဗီဒီယိုလေးကိုကြည့်နေမဲ့ ကိုရီးယားတော်လှန်ရေးကိုမောင်နှမတွေအတွက်ကို အမှတ်တရစကားလေးနဲ့နှုတ်ဆက်ပေးပါအောင်ရှင်။အခုတော့အမှန်တရားမှာတိတိကျကျနဲ့ဝဝညီညီညွတ်ညွတ်လုံနေကြတာကိုတွေ့ရတော့ကျွန်တော်လည်းဝမ်းသာတာပေါ့နော်။ကျွန်တော်လည်းဒီထက်မှာပါဝင်ခွင့်ရတော့ကိုယ့်ဘက်ကိုလည်းဝမ်းသာမိတာပေါ့နော်။လူငယ်တယောက်အနေနဲ့ပေါ့နော်ဒီကိစ္စကြီးတွေကိုမဖြစ်မနေပါမယ်ဆိုတာကိုယ့်ကိုဒါစဉ်းစားစဉ်းစားပြီးတော့မှဒါလုတ်ဖြစ်ရတာပေါ့။ဒါလည်းလုတ်ဖြစ်တဲ့သူတွေချင်းချင်းဆုံခွင့်ရတော့ဝမ်းသာတာပေါ့နော်။ချင်းချင်းတာ အမေရိကပြတော်သားတွေဖြစ်တဲ့အတွက်ရှေ့ဆက်ပြီးတော့လည်းပဲဒါအတူတူသွားကြဖို့ကျွန်တော်လည်းဆုံးဖြတ်ထားတာပေါ့နော်ဒေါ်လန်ရေးပီတီတီပေါ့ ဟုတ်ကဲ့ပါအခုကျေးဇူးတင်ပါတယ်ပြီးတော့အခုအနေနဲ့ Ranger ကနေခုဒီ John ကမှဆိုလို့ရှိရင်အခု agent တယောက်ဖြစ်သွားပြီအခုဆိုရင် condition အနေနဲ့ interview လာဖြည့်သလိုကိုက agent ဖြစ်သွားပြီဆိုလို့ရှိရင် agent ဖြစ်တဲ့အချိန်မှာကိုစီကနေကိုက condition တွေကိုမွေးထုတ်ပေးလိုက်တယ်ဆိုလဲဒါအကိုနဲ့ညီမတို့နဲ့နောက်တစ်ချိန်ထပ်ပြီးတော့အကိုနဲ့ interview ရလိမ့်မယ်လို့ယုံကြည်နေပါတယ်ကျေးဇူးတင်ပါတယ်အကိုအချိန်ပေးပြီးတော့ဒီနေ့ရဲ့ interview လေးကိုဖြည့်ချပေးရအတွက်အများကြီးကျေးဇူးတင်ပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါအခုဆိုရင် မေလာရဲ့ဂတိစု330ကန်သူရှင်ရဲ့အရင်ခုံတန်းတွေကိုနားထောင်လိုက်ရတာဖြစ်ပါတယ်။ဒါဆိုရင်တော့ကန်သူရှင်ကိုဝေထုတ်ပြီးတဲ့အေဂျင့်တယောက်ရဲ့အရင်ခုံတန်းတွေကိုဆက်ပြီးကြားဖို့အတွက်အေဂျင့်ခရစ်ကိုဖိတ်ခေါ်ပါရယ်။ခရစ်ရေမင်္ဂလာပါ။မင်္ဂလာပါမ။ဟုတ်ကဲ့။ဒါအရှိမဆိုရင်ကန်သူရှင်အကိုရဲ့အရင်ခုံတန်းတွေကိုကြားရပြီးပြီဆိုတော့ကန်သူရှင်ကိုဝေထုတ်ပေးခဲ့တဲ့အေဂျင့်ခရစ်ရဲ့ ပီတိစကားသံတွေကြားကြပါတယ်။ဒါပီတိစကားသံတွေကိုမပြောခင်မှာဆိုရင်ဒါခရစ်အနေနဲ့နေဦးတီချစ်သူတွေကိုမိတ်ဆက်ပေးပါအောင်ရှင်။ Okay မင်္ဂလာပါ။ကျွန်တော်နာမည်ကတော့ Chris ပါ။ကျွန်တော်ကဒီပေါ့နော်နေဦးတီမှာ agent အဖြစ်အခုပေါ့နော်ဒီလက်မှတ်တွေရောင်းချပေးနေပါတယ်။ဆက်ပြီးတော့လည်း update ချအောင်ပေါ့နော်။ Okay ပါ။ဒါ Chris ကိုမေးရမှာပေါ့နော်။ပြောပြပါဦး။အဲအင်တာဗျူးဖြေရမယ်ဆိုတော့ခရစ်ကကြိုတိနေရဲဆိုတော့တတိလေးကြားနေရတယ်ဆိုတော့ဘလို့ရီမြန်းကြိုတိနေရလေးဆိုတာလေးသိကြပါရဲ့ တကယ်တော့ပေါ့နော်အဲ့ဒီ ठी ထွက်နေတဲ့အချိန် live လွှင့်တဲ့အချိန်မှာပေါ့နော်ကျွန်တော်နဲ့အရန်ခင်နဲ့အမဟိုကျွန်တော်သွားစားတယ်ပေါ့နော်အမလို့အမနဲ့ကျွန်တော်နဲ့ interview ဖြေရရင်ဘယ်လိုလုပ်မလဲလို့အမကလည်းရည်တယ်ကျွန်တော်ကလည်းရည်တယ်ဆိုရင်ဒီ interview က၃ရက်နဲ့ပြီးမှာမဟုတ်ဘူးဆိုတာအင်းနဲ့ဒါပေမဲ့လို့ကျွန်တော်ဖြေတော့ဖြေရမှာမလည်းမသိဘူးလို့ကျွန်တော်သူ့သွားစားလိုက်တယ်အဲ့ဒီအချိန်မှာဖြစ်ချင်တော့ဟို ठी ထွက်လာရဲပေါ့နော် ठी ထွက်လာတဲ့အချိန်ရောက်တဲ့အခါကျတော့အဲ့မှာ thing ကအမကနေပြီးတော့ ခရီးစုတွေပောက်တဲ့သူတွေ list လေးပို့လိုက်တဲ့အချိန်မှာကျွန်တော်ကတခြားထိပောက်တဲ့သူတွေကို license နေတဲ့အချိန်ဆိုတော့မြင်တော့မြင်လိုက်တယ်ကျွန်တော်နာမည်လည်းမြင်လိုက်တယ်အဲ့ခါကျတော့ဟိုအရင်ပျော်သွားပြီပေါ့နော်ပျော်သွားတဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့စာပြန်မရိုက်နိုင်တော့ဘူးဘင်းဆိုပြီးတစ်လုံးပဲပို့နိုင်တယ်အဲ့ဟာကျွန်တော်ဟိုပေါ့နော်ဟိုဘာလို့ပြောမလဲဒီတစ်ခါမှကျွန်တော်လည်းမမှန်ထားဘူးပေါ့နော်ပြီးတော့ကျွန်တော်အမွေးရမှာပဲဒီအကူကအမှတ်တရထိ ပတ်တာပေါ့နော်အဲ့ဒီနေရာကျွန်တော်မွေးနေ့ဖြစ်တဲ့အတွက်သူထိပေါက်တယ်ဆိုရင်လည်းတော့တလုံးပဲပို့လိုက်တယ်အဲ့ဒီမှာဘာလို့ဆိုတာကျွန်တော်မသိသေးဘူးအဲ့မှာကျွန်တော်ကျွန်တော်လုံးဆက်ရှိရဆက်လုံးနေပြီးကျွန်တော်ရောင်းထားတဲ့အဆောင်ကြီးတွေ့နေလိုက်ရှာရမှပြင်းနေဆိုကျွန်တော်မရှာပဲထားထားပြီးမှအေးဆေးရှာမယ်ပေါ့အဲ့ဒါနဲ့အမဒီဟာကိုအရင်ရှာပေးတယ်ဆိုတော့အမဒိတ်လေးနဲ့ time လေးနဲ့ဖွင့်လိုက်တဲ့အချိန်မှာကျွန်တော်သွားရှာတဲ့အချိန်မှာအဲ့မှာကျွန်တော်ရေးထားတဲ့ note က millionaire rg 123အဲ့မှာအဲ့ကိုဖြစ်နေတဲ့အခါဆို ကျွန်တော်ဒီကိုတည်ရယ်ဆိုပြီးတွားကြည့်ရဲ့အချိန်မှာပေါ့နော်ကျွန်တော် daily target မပြည့်တိုင်းတွားတွားပြီးတော့ကိုထီဝဲပါအောင်ကျွန်တော်ရောကျွန်တော်ရဲ့ညီမလေးရောပေါ့နော်နှစ်ယောက်လုံးတွားရောင်းရတဲ့အကိုဖြစ်နေရပေါ့နော်ကျွန်တော်ကတော့ Telegram မှာရောင်းနေရှားတယ်ပေါ့နော်ကျွန်တော်ညီမလေးကနေပြီးတော့တွားတွားရောင်းနေအဲ့တော့အဲ့ကိုညီမလေးရောင်းတော့တာချင်ပါရဲ့အဲသူထီပောက်သွားတယ်ပေါ့နော်အဲ့မှာကျွန်တော်တို့မော်လမားနှစ်ယောက်လုံးပျော်သွားကြရယ်ပေါ့ဘာကြောင့်ကြားရတော့ကျွန်တော်တွားကြောင်းကြားလိုက်တာပါ ဟုတ်ကဲ့ပါအာအခုခုနတော့ကအကိုကတော့ပြောသွားတယ်အကိုကလည်းစနေသားခရစ်ကလည်းစနေဆိုတော့ဒါစနေနေ့မှာဖွင့်တဲ့စနေနံထီကိုပေါက်သွားတယ်လို့ပြောရမှာပေါ့နော်တကယ်လို့အဲ့အကိုကအမတီလာဒရိန်ဂျာဆဖြစ်တဲ့နေ့မှာကျွန်တော်ကသူ့ဘာသွားပြောလဲဆိုတော့အကိုဘော့ထီ300ပြည့်လို့ရှိရင် agent promotion ရှိရဲသူကထီ300ဝယ်မယ်ဆိုပြီးစရေးရအဲ့အချိန်မှာအဲ့လိုမျိုးရှိရဲလို့ပြောတော့အဲ့ဒါအကို account နဲ့ကိုထိုးလိုက်ရင်ဒါလည်း ူးစားကြံမျိုးတော့ဆိုမထိုးဘူးလေသူများစီကပဲဝယ်မှာလေကျွန်တော်အဲ့ဒါကိုမှတ်မိရေသူမမမိလောက်ကိုလိုရမှာလားဝယ်အဲ့ဒါနဲ့ကျွန်တော်အမှတ်ထားပြီးတော့လာတိုင်းတစီတော့ရောင်းတယ်ဒီလောက်မှာကိုထိုးထားတဲ့စုစုပေါင်းဆောင်ရေက30နဲ့တဆောင်ရှိရယ်30တဆောင်မှာသူနောက်ဆုံးထိုးတဲ့စေတောင်ကပေါက်တာစနေနေ့မှာပြင်ပြီးစနေသားနေ့ရောက်ကစနေနေ့ထီပောက်ကြတာဆိုတော့ပြောစရာကြီးပေါ့နော်ကျွန်တော်အဲ့အကိုသွားပြောတဲ့အချိန်ပေါ့နော်သူကျွန်တော်ဘာပြန်ပြောရတယ်ထင်လဲဘယ်မှာပောက်တာလဲတဲ့ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဂရီးစုက တို့ reset မှာတွားပြီးတိုက်လို့မရဘူးဒီထိုးထားတဲ့ list ထဲကနေပဲမဲဖောက်ပေးတာဖြစ်တဲ့အတွက်မပေါက်ပါနေပြီးတော့ခြေပေါက်တာဆိုတော့အကိုကန်ကောင်းလို့ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့တော့ပြောတယ် list ပို့လိုက်တယ်ဒီမှာအကိုနာမည်ပါတယ်အကိုပေါက်တယ်ဆိုတော့တို့လက်မှတ်ပြပါလို့ပြောတဲ့အချိန်မှာတို့လက်မှတ်မရှိဘူးအဲ့ဒါနဲ့ကျွန်တော်တို့ပို့ထားတဲ့လက်မှတ်လေးယူပြီးတော့ hello ဆိုပြီးတော့လောက်တဲ့အချိန်မှာတို့မယုံသေးဘူးအဲ့ဒါနဲ့ကျွန်တော်တို့တော့သွားစားတယ်အကိုအကိုမယူတေချာရယ်ဆိုရင်ကျွန်တော်စုသိမ်းလိုက်တော့မယ်ကျွန်တော်ယူလိုက်မယ် စားတာမယုံလို့မပြောဘူးလေအဲ့ဒါနဲ့နောက်ဆုံးတော့သူအခုထိမယုံသေးဘူးထင်ပါတယ်တကယ်လို့မှသူမယုံသေးတဲ့ကိစ္စမရှိပါဘူးအမှားရကျွန်တော်ရောက်တော့ခွဲဦးကြတာပေါ့အကိုကတော့ယုံသွားပြီထင်တယ် crazy ရဲ့အကိုရှိသေးလားမသိဟုတ်ကဲ့အကိုတော့ယုံယုံသွားပြီလား interview ခွင့်ရတာတော့ယုံသွားပါဩဟုတ်ကဲ့ပါ crazy အကိုကယုံသွားပြီတဲ့ နောက်ပြီးတော့မှသူလာပြောရဲ happy birthday ပါဘာစားကျင်တာလေးတဲ့ပြီးရင်အမမေမေကိုသူဟမ်ဘာဂါကိုကျွေးနေမယ်တိတာအမကျွန်တော်ဟမ်ဘာဂါကိုကျွေးထားရရှိအခုတကယ်အခုတကယ်လို့မယုံသေးဘူးဆိုရင်ရသေးရဲ့အင်တာဗျူးကအခုသတ်ပြီးပြရလဲဖြစ်နိုင်တာပဲမဟုတ်လားမအဲ့ဟာကိုနောက်ဆုံးအတူသွားပြောရပေါ့တားပြောတဲ့အချိန်မှာသူခရူနဲ့ကိုရောက်လာပြီးတော့အမရိချေကနေပြီးတော့အကိုပောက်တာပါလို့ပြောတဲ့အချိန်မှာသူနည်းနည်းစိတ်သက်သာရရပြီးတော့ပျော်သွားတဲ့အချိန်နဲ့ဒါပေမဲ့ကျွန်တော်ကသူအဲ့ဒီ happy birthday ပါလို့ပြောရတယ်ဘူး ဟမ်ဘာဂါဝယ်ကြီးထားအောင်။ဟက်ပီဘတ်ဒေးပြောပြောဟမ်ဘာဂါဝယ်ကြီးပါအောင်အကူက။ဟုတ်တယ်မ။ဒါဆိုလို့ရှိရင်ဒါအကူနဲ့ခရစ်နဲ့ဒါဂရီးစုကန်တူသွားတဲ့ကြားထဲမှာမယုံနိုင်နဲ့အကရက်လေးထသွားတာပေါ့နော်။ကျွန်တော်ဆိုဘလောက်ရှိအောင်ပြောတယ်ဆိုအကောမျိုးဆိုကျွန်တော် iPhone ဝယ်လိုက်မှာပြီးတော့လေအကောဒူလုံးမယ်ဆိုတဲ့အချိန်မှာပြောထားတဲ့အချိန်မှာကျွန်တော် iPhone ဝယ်ပေးမယ်လို့လည်းမပါဘူးမနေ့ကအဲ့လိုပြောရင်တိတ်လားမ ဒါမဲ့ခုနအကိုကကြောက်တော့လေဒီစုကြီးတွေနဲ့ပတ်သက်ပြီးတော့သူ့အနေနဲ့ခွဲဝေသုံးဆွဲသွားမယ်အကြောင်းအရာလေးပြောသွားတယ်ဒါမဲ့ Chris ကိုတော့ iPhone လက်ဆောင်ပေးမယ်ဆိုတော့မပါဘူးမပါဘူးဟုတ်တယ်နော်မပြီးတော့သူမနေ့ကအဲ့လိုပြောတယ်ပြီးရင်သူ ठी ငါးသိန်းဖို့ထိုးမှာဆိုတော့ကျွန်တော်စီမှာပဲငါးသိန်းဖို့လုံးထိုးမှာတော့ပေါ့နော်အတူကလူထဲမှာရောင်းတော့တာဂက်မပြီးတဲ့သူတွေအားပေးမလို့ဒီပို့ပြီးတော့အဆောင်50 50လောက်တော့အားပေးရမှာပေါ့နော်အဲ့ဒါဆိုအကွာ50ဝယ်မှာပေါ့အဲအဲ့ပေါ့ ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်လာရောက်တဲ့အခုထီအများကြီးဝယ်ပေးတဲ့အတွက်ဟောခရစ်တိုအကိုရောနဲ့စကားပြောရတာတကယ်ကိုကိုယ့်ရဲ့ညီကောင်မောင်နှမတွေအပြင်မှာအရန်ရင်းနှီးတဲ့ညီကောင်မောင်နှမတွေနဲ့အာစကားပြောရတယ်လို့ခံစားနေရတော့အလုံးကဗစက်ကိုမရှိနိုင်အလုံးကအကြီးနေရတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကဒါခရစ်လိုချင်တဲ့ iPhone လေအကိုကဒီထီကန်ထူးသွားတဲ့စုချင်းငွေတွေကငါးသိန်းဖို့ပြန်ထူးပြန်ပြီးတော့ လူ ठी ပြန်ထိုးမယ်ဆိုအဲ့ဟနေပြီးတော့ပြန်ပေါက်သွားရင်တော့ဒါ Chris ကို iPhone လက်ဆောင်ပေးကောင်းပေးနိုင်တယ်လीနော်ဟုတ်တယ်ဗလားဟုတ်တယ်ဟုတ်တယ်သိကြတာပဲအဲ့ဒါဆိုရင်တော့อืมနောက်တစ်ခါတော့သိကြပါပါပြီ Chris ရေမှတ်ထားပါဟုတ်ကောရှိရယ်နော်ကုသတေရှိရယ်နော်ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်တော့အကူကပထမဆုကြီးစုခုဝတာအာဒါ Chris ကိုဝယ်ပေးလို့ရမှာအခုအကုန်လုံးသိသွားပြီဆိုတော့ Chris တယောက်ထဲနေနေပြီးမှမဟုတ်တော့အခုစီကိုအများကြီးရောက်လာမဲ့သူတွေရှီကောင်းရှိနိုင်တယ်ပေါ့နော်ဆိုတော့ ထမဆုံးဒီသင်္ခါရောင်းကိုကန်တူပါလေလို့ဆုတောင်းပေးပါရစေ။ပြီးတော့ Chris အနေနဲ့ကလည်းဒီနေဦးတီအေဂျင့်တယောက်ဖြစ်လာရတဲ့ရည်ရွယ်ချက်လေးတွေရယ်။နောက်ပြီးတော့ဒီနေ့ရဲ့ဒီနေ့မှာနေဦးတီချစ်သူတွေအတွက်ကိုအမတ်တရားစကားတွေနဲ့နှုတ်ဆက်ပေးပါအောင်ရှင့်။ဟုတ်ကဲ့ပါ။ကျွန်တော်ပေါ်တော့ဒီနေဦးတီမှာပေါ့နော် တလာပိုင်း25ရက်နေ့မှာကျွန်တော် ranger စဖြစ်တယ်ပေါ့နော်အဲ့အချိန်မှာကျွန်တော်အဖြစ်ချင်းဆုံးဆန္ဒရှိရပေါ့နော်အဲ့ဟာကျွန်တော်နာမည်ပါတဲ့လက်မှတ်ကလေးကိုကျွန်တော်သူများကိုလာဝဲသူပေါ့နော် ကျွန်တော်ရဲ့လာဝဲတဲ့ကစားမကြီးကိုပေးတင်တယ်ဆိုပြီးတော့ကျွန်တော်ခဏခဏအကြည့်ကြဘူးရဲ့အမရှိရပေါ့နော်အမအဲ့ဆောင်မှာအဲ့လိုမျိုးဖြစ်အောင်လုပ်လုပ်ပါနော်အဲ့ဒါဆိုရင်ပေးရမှာနော်ဒီခဏခဏပါပြောရဲပေါ့နော်တကယ်လဲကျွန်တော်တိထားရောင်းခဲ့ရပေါ့နော်အဲ့ရောင်းခဲ့တဲ့နေရာမှာလဲကျွန်တော်ကျွန်တော်တယောက်တည်းနေမဟုတ် ရတယ်ပေါ့နော်ကျွန်တော်ကိုဝေးရောက်မိကြတဲ့အမတွေအများကြီးရှိတယ်အဲ့အမတွေကလည်းဒီနေရာနေပြီးတော့ကျေးဇူးတင်ပါတယ်ပေါ့နော်သူတို့တွေရဲ့ကြောင်းကူလာတယ်မို့ပေါ့ကျွန်တော်ဒီလိုမျိုးအခုချိန်ချင်းအေးချက်ဒီလိုမျိုးခဏလေးနဲ့ဖြစ်သွားတယ်ပေါ့နော်ဒီ၃လမှာတာဂက်ပြည့်မီပြီးတော့အေးချက်ဖြစ်သွားတယ်ဒါလည်းအမတွေရဲ့ကျေးဇူးတွေလည်းပါတယ်ပေါ့နော်ကျွန်တော်ဒီ Ranger Side Shop တဲ့ရွေးချက်ကကျွန်တော်နဲ့တည်ရစီဒီယမ်မှာအကူတွေရှိတယ်အမတွေရှိတယ်ပေါ့နော်သူတို့တွေဆိုရင်ຫນွေဦးထီကနေပြီးတော့သူတို့ထောက်ပံ့ပေးတယ် အဲ့လိုမျိုးပေါ့နော်ဆောက်ပံ့ငွေလေးတွေရရတယ်လို့သူတို့စီကတင်းစကားလေးကြားတဲ့အချိန်မှာအော်အဲ့ဒါဆိုရင်ကျွန်တော်ကိုယ်တိုင်တယောက်တည်းတူတည်းကိုမပေးနိုင်ပေမဲ့ထီအောင်ကူလို့ရှိရင်ဒီစီရမားစေးကိုထောက်ပံ့ပေးတဲ့အော်ကျွန်တော်ကူလို့ရရပဲဆိုတဲ့အတွင်းနဲ့ပေါ့နော်ကျွန်တော်ညိုထီကိုစာရောင်းခဲ့တယ်အဲ့ဒီအချိန်မှာပဲကျွန်တော်အဲ့လိုမျိုးအမတွေကူညီပေးကြတယ်အဲ့မှာကျွန်တော် agent ဖြစ်သွားတဲ့အခုအချိန်ထိပေါ့နော်ကျွန်တော်ညိုထီမှာဟို agent လုပ်ပြီးတော့အဲ့ဒီစီရမားလေးကို ဟုတ်ကဲ့မို့ရေဟုံငွေတူတူရှားပေးနေပါတယ်အော်နေဦးတီစစ်သူတွေကိုပြောချင်တာကတော့ကျွန်တော်တို့တွေပေါ့နော်ဒီမှာဆိုရင်ဒီပြမဦးရေကအရေးအများတဲ့အတွက်ပေါ့နော်ကျွန်တော်တို့တွေဒီရောင်းအားမရတဲ့ပမာဏနဲ့ပေါ့နော်ဒီပြမအကုန်လုံးကိုမထောက်ပံ့ပေးနိုင်အောင်မို့နေဦးတီရောစူပါဖိုးရောပေါ့နော်ဒီထပ်ပို့ပြီးတော့ထိုးပေးကြပါပေါ့ ဒီလိုမျိုးအများကြီးဝိုင်းပြီးတော့ထီထိုးပေးမှဒါကျွန်တော်တို့တွေလူကျင်တဲ့3000တောင်လဲပေါ့မယ် CDMs တွေကိုလည်းအများကြီးထောက်ပံ့ပေးနိုင်မှာပေါ့နော်အဲ့အတွက်ကြောင့်မို့လို့လာတိုင်းလာတိုင်းမှာ Super 4ရဲ့ຫນွေဥချီရဲ့ကိုထိုးပေးကြပါလို့ပြောချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ် โอเคပါခရစ်စီကျေးဇူးများတင်ပါတယ်ဒါခရစ်ရဲ့ရွေးချယ်လေးကလည်းအရင်ကောင်းနေရိန်းရားကနေပြီးတော့အခုဆိုရင်အေဂျင့်အောင်ဖြစ်နေပြီဆိုတော့ဒါခရစ်ရဲ့ဂျိုဘန်မူရီပြီးတော့အဖက်ဖက်ကနေဝိုင်းဝန်းကူညီပေးရဲ့အသူတွေကိုလည်းကျေးဇူးများတင်ပါတယ်အခုဆိုရင်ကျမတို့မေလာရဲ့ဂတိစု330 contribution နဲ့ Newty Agent ရဲ့ရင်ခုန်ပီတိစကားသံတွေကို နားထောင်ရတာအားလုံးပဲဒီနေ့နှစ်သက်လိမ့်မယ်လို့ယုံကြည်ပါတယ်အခုဗီဒီယိုလေးကိုနားထောင်နေတဲ့အချိန်မှာကိုကိုရိုင်းရောကန်တူးရှင်မဖြစ်နိုင်ဘူးလားနောက်ပြီးတော့ကိုကိုရိုင်းကကောဒီကန်တူးရှင်လေးကိုဝေးထုတ်ပေးတဲ့သူမဖြစ်နိုင်ဘူးလားဆိုတော့အတွေးလေးတွေဝင်ကောင်းဝင်လာနိုင်တယ်ကိုကိုရိုင်းကန်တူးရှင်ဖြစ်ချင်တယ်ဆိုရင်တော့လူဦးတီချက်ချင်းကန်ဆာမှာ အကယ်၍များကိုကကန်ထူးရှင်လေးကိုမွေးထုတ်ပေးတဲ့သူဖြစ်ခြင်းနဲ့ခုလိုမျိုးဒါပီတိတွေကိုမျှဝေပေးခြင်းနဲ့ဆိုရင်တော့အနွေဦးထီရဲ့ Ranger ရှောက်ထားလို့ရပါတယ်ဆိုတော့တရင်စကားလေးဒီနေရာလေးကနေမျှဝေပေးလိုက်ရပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်